โอเคဆိုတော့ကျွန်တော်ဒီနေ့ဆင်းမဲ့ပုံကတော့ကျွန်တော်ဒီပုံလေးပေါ့ဒီပုံလေးကျွန်တော်ဆွဲကြမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် top view ရှိရယ်ပြီးလို့ရှိရင်ဒီမှာ side view ရှိရယ်ဒီမှာ front view ဒါမှမဟုတ်ရှင်အဲဒီ right view ပေါ့ right view ရှိရယ်โอเคဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီပုံလေးကိုဆွဲကြမယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ front view ရှိမယ်ပြီးလို့ရှိရင်ဒါကျတော့အပေါ် top top view ရှိမယ်ပြီးလို့ရှိရင်ဒီမှာเนาะ side view ရှိမယ် okay side view ရှိမယ်ကျွန်တော်တို့ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ top plan နဲ့ရင်းစားဆွဲမယ်ဆိုတော့ top plan ဆိုလို့ရှိရင်ဒီကောင်က180ရှိတယ်ဒီကနေပြီးတော့ဒီထိက180ရှိရယ်ပြီးလို့ရှိရင်ဒီကောင်ကနေပြီးတော့ဒီထိကကျတော့40လေးရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုအရင်စားဆွဲကြမယ် okay အရင်စားဆွဲဖို့တော့ကျွန်တော်တို့ဒီ plane ကိုခေါ်မယ်ကျွန်တော်က top view ဆွဲမှာဆိုတော့ top ကိုခေါ်မယ် ီးလို့ရှင်အလဲမှာကျွန်တော်တို့ line တစ်ခုဆွဲလိုက်မယ်ကျွန်တော်ကဒီမှာ line တစ်ခုကိုယူလိုက်တယ်ဗာလဲဆိုလို့ရှင်ကျွန်တော် offset ပြည့်ချင်လို့ဒီကောင်က108 okay ဟုတ်ပြီဆိုတော့သူပြောထားတာကဒီကနေပြီးတော့ဒီထီက44လို့ပြောထားတယ်เนาะဒီအလဲမြင်းအလဲမြင်းကနေရောဟိုဘက်ဒီဘက်ဆိုလို့ရှင်ဒါဘယ်လောက်ရှိနေလဲဆိုလို့ရှင်20နဲ့20နဲ့ရှိနေမယ်ဆိုတော့ဒီကနေဒီဆိုလို့ရှင်44ဖြစ်သွားလိမ့်မယ်ဆိုတော့ ကျွန်တော် offset ပြကြမယ် offset ပြမယ်ဆိုလို့ရှိရင်ဒီမှာ offset entity ဆိုရရှိရဲအကောင်နှိပ်မယ်နှိပ်ပါလို့ရှိရင်22อืม22ဆိုရဲ22ကျွန်တော်ပေးလိုက်ပြီ okay dimension တွေပုံမြင်သာအောင်လို့ကျွန်တော်ဒီအဝဖြန့်လိုက်မယ် okay ဒီကောင် construction line လုပ်လိုက်မယ် okay ဆိုတော့ဒီနောက်ကတော့အပိတ်ပဲ โอเคပြီးတော့ရှင်ဒီအရှိရေပေါ့အရှိရကျွန်တော်ပါလဲဆိုတော့ဒီမှာအဝိုက်လေးရှိမယ်စာကလေးတစ်ခုရှိမယ်အစာကလေးကဘယ်လောက်လဲဆိုလို့ရှင်44ရှိမယ်โอเค44ရှိမယ်เนาะအဲ့ဒါကိုရင်လှုပ်လိုက်မယ်โอเคဒီကောင်က44 okay ပြိတ်သွားပြီလို့ရှင်ကျွန်တော်တို့ဒီ trim ယူပြီးရပြတ်လိုက်မယ်မလိုတဲ့ဟာတွေ ေပြီးလို့ရှင်ဒီကောင်ကိုလည်းဖြတ်လိုက်မယ်โอเคမလို့တော့โอเคဆိုတော့ train ဘီဖြတ်လိုက်ပြီဆိုလို့ရှင်တော့ဒီကောင်ကိုရလာပြီသူရဲ့ဒီအမြင်လေးရပေါ့အမြင်လေးရဘယ်လောက်ရှိတယ်ဆိုလို့ရှင်15ရှိရယ်ဆိုတော့15ရှိရတဲ့အတွက်ကျွန်တော်15ကိုယူပြီးတော့ extra debt ပြကြမယ်ဆိုတော့ဒီကောင်ကိုယူမယ်လို့ရှင်15ဖြစ်တဲ့အတွက်15နဲ့ extra debt ပြလိုက်မယ်โอเคဟုတ်ပြီကျွန်တော်ဒါဆိုလို့ရှင် base လေးတစ်ခုရပါတယ် ကျွန်တော်ထပ်သွားမှာကြတော့ကျွန်တော်ဒီကောင်လေးကိုအရင်ဆွဲမယ်ဆိုတော့ဒီကောင်ကဘာလို့မဆွဲရလဲဆိုလို့ရှိရင်ကျွန်တော်ဒီဒီကနေပြီးတော့ဒီ hit အကွာဝေးဆိုတော့မပြောထားဘူးဆိုတော့ဒီကနေပြီးတော့ဒီ hit အကွာဝေးပဲပြောထားတယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်လေးကိုပဲအရင်စာဆွဲလိုက်ရမယ်ဆိုတော့ဒီကောင်လေးကိုအရင်စာဆွဲဖို့ဆိုလို့ရှိရင်ဘာရှိမလဲကျွန်တော်ဘာ dimension တွေပြီးထားရှိမလဲဆိုလို့ရှိရင်ဒီမှာရှိရယ်သူကဒီကနေပြီးတော့ဒီ hit 48တဲ့48ပြေးပြီးွားပြီဆိုလို့ရှိရင်သူကဒီမှာ ဒီ away ကကြတော့48ရှိမယ်ပြီးလို့ရှိရင်ဒါ24ရှိမယ်ခွေအရင်ဆုံးကျွန်တော်48ဆိုတဲ့ဟာကြီးကိုကျွန်တော်အရင်ဆွဲကြမယ်ဆွဲဖို့အတွက်သူကဒီ base ကနေပြီးတော့ဒီ ठी ကဘယ်လောက်လဲဆိုလို့ရှိရင်30ခွန်ရှိမယ်ဆိုတော့30 calculator လေးယူလိုက်မယ်ကျွန်တော်တို့ ဆိုတော့ဒီမှာ55ပေးပြီးသားရင်55ပေးပြီးသားဆိုလို့ရှင်39အနှုန်း55ဆိုလို့ရှင်ကျွန်တော်22เนาะ22ဒုရှိရဲ့ကောင်ကိုကျွန်တော်တက်ကြမှာဒီကနေပြီးဒီထိရတာ22ပေါ့โอเคဆိုတော့ကျွန်တော်တို့22တက်ကြမယ်ဘေးကိုယူလိုက်မယ်ပြီးလို့ရှင်ကျွန်တော်ကော်နာလေးယူလိုက်မယ်ကော်နာလေးယူလိုက်ကော်နာလေးရန်နေပြီးတော့ ီအပေါ်ယူလိုက်မယ်โอเคဒီကောင်က22ရှိရမယ်လို့ရှင်ဒီကနေပြီးတော့ဒီထိအကွာကြီးကကျွန်တော်ချက်ပြန်သွားကြည့်မယ်48 okay 48ဆိုတော့48ပေးလိုက်မယ် okay ဒါရောက်သွားပြီလို့ရှင်တော့ဒီစာကေရှိမယ်ဒီစာကေကဘယ်လောက်လဲဆိုလို့ရှင်အပြင်စာကေက48တဲ့ဘယ်တောင်းလဲ48ဆိုတော့ဒါ ဘာမှတော့မထူကြဘူးကျွန်တော်ဒီကနေပြီးတော့ဒီကိုဆွဲလိုက်ရအောင်ပြီးရင်မလိုအပ်တာတွေကိုကျွန်တော် train နဲ့ဖြတ်မယ် train နဲ့ဖြတ်မယ် okay ဒါရပါပြီရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့က is true တက်နဲ့ဝက်မျက်နှာပြင်တီကိုပြင်မယ် okay abdu safet ဒီ safet စီကိုကျွန်တော်ပြစ်လိုက်ရမယ် okay ဆိုတော့ဒီခေါင်းလေးရပါပြီ ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ဒီနောက်ကောင်ရပါတယ်ဒါပေမဲ့အလဲရဟာဒီမဖြတ်ကြသေးဘူးကျွန်တော်အလဲရဟာဖြတ်ဖို့အတွက်ဒီ circle လေးကိုအရင်ဖြတ်မယ်ဒီကောင် circle လေးက24ရှိတယ်ဆိုတော့24ဆိုတော့ကျွန်တော်ဒီကောင်မှတ်မယ်လို့ရှိရင်ဒီအနောက်မှတ်လိုက်မယ်ဆိုလို့ရှိရင်အလဲကောင်အလဲ center လေးပွဲလိုက်မယ်ဒီကောင် diameter 24ဆိုတော့24ယူမယ်ပြီးလို့ရှိရင် extrude ကန်နဲ့ဖြတ်လိုက်မယ် โอเคကျွန်တော်က true all အကုန်လုံးဖြတ်မယ်โอเค true all ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီထိရပါပြီရပါပြီဆိုလို့ရှိရင်ကျွန်တော်အလဲအကောင်ထပ်ဖြတ်မှာအလဲအကောင်ဖြတ်ဖို့အတွက်ကျွန်တော်တို့ဘာလို့လဲဆိုလို့ရှိရင်သူကဒီအိုင်ဒီ44တဲ့ပြီးလို့ရှိရင်အလဲကဘာပြောထားလဲဆိုလို့ရှိရင်ဒီမှာအော်သူရဲ့ဘေးဘက်ဘေးဘက်က71ဟိုဘက်71ဒီဘက်71ဟိုဘက်71ဒီဘက်71ကလွယ်လို့အလဲအကောင်အကုန်ဖြတ်မှာဆိုတော့ ဒီကနေပြီးတော့ဒီအထိနော် total ကကြတော့44ရှိတယ်44ုံမှာ71 71เนาะ71နှစ်ခါပေါင်းเนาะ22 22 44လေးရ22ကိုတော့တော့ကျွန်တော်22ကျန်မယ်ဆိုတော့အလဲအကောင်ဖြတ်မယ်ကောင်22ဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ကအနောက်ကိုယူလိုက်မယ်အနောက်ကိုမယူချင်တဲ့ကျွန်တော်ဒီဥတော့ယူလို့ရတယ်ကြိုက်တဲ့ဘက်ယူလို့ရတယ်โอเคဆိုတော့ကျွန်တော်ကဒီကနေပြယူလိုက်မယ် ဒီကနေပြီးတော့ဒီထိ Okay ပြီးတော့ရှင် dimension တက်မှတ်မယ် dimension ကဒီကနေပြီးတော့ဒီကနေပြီးတော့ဒီထိဆိုလို့ရှင်ကျွန်တော်က17 Okay ပြီးတော့ရှင်ဒီကနေပြီးတော့ဒီထိက17 okay set day set day ရပါပြီဆိုတော့ကျွန်တော်တို့မလိုတဲ့ဟာတွေကိုဖြတ်ထုတ်လိုက်တော့မယ်ဖြတ်ထုတ်ပလိုက်မယ် through ob ဆိုပြီးဖြတ်ပလိုက်မယ် okay ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင်းလေးကိုရပါပြီဆိုတော့ကျွန်တော်တွားကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်ကောင်ရပါပြီ okay ဒီနောက်ကောင်ရပါပြီပြီးလို့ရှိရင်ဒီအလဲရကောင်လေးပဲကျန်တော့မယ် okay အလဲရကောင်ကကျန်မယ်ဆိုလို့ရှိရင်တော့ဒီရနေပြီးတော့ဒီအထိက20ရှိရဲ့တဲ့ကျွန်တော်အကောင်ကိုဒီရဒီ surface ကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ထင်တာမြင်တာရှိအောင်လို့အလဲ center line လေးကိုရွေးလိုက်မယ် center line ကိုကျွန်တော်ဒီမှာတွားထားလိုက်မယ် โอเคပြီးလို့ရှင်ကျွန်တော်တို့เนาะ straight slot လေးကိုကျွန်တော်သုံးလိုက်မယ် straight store slot လေးနဲ့โอเคလက်လောက်ထားလိုက်မယ်ရရဲဒါ dimension နဲ့ပြင်ပြင်လို့ရတယ်အကွာဝေးอ่ะဆိုတော့သူပြောတာဒီကနေပြီးတော့ဒီထိက20 20ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့ဒီထိဒီထိက20 โอเคဟုတ်ပြီပြီးလို့ရှင်ဒီနားကနေပြီးတော့ DT က18ရှိမယ်โอเคသူပြောချင်တာဒီကနေပြီးတော့ DT က18ရှိမယ်โอเค18ရှိမယ်18ရှိမယ်ပြီးလို့ရှင်ကျွန်တော်ဒီကောင်ကကြတော့18ပဲရှိမယ်။ Okay ဒီကနေပြီးတော့ DT ပေါ့။ DT က18 โอเคเอาไปเปีย78ရှိရှိမယ်โอเคအဲ့ကျွန်တော်တို့ extruded လေးနဲ့ဖြတ်လိုက်မယ် extruded get ဆိုပြီးတော့ through orb ဆိုပြီးတော့ဖြတ်ပလိုက်မယ်โอเคဆိုတော့ကျွန်တော်ဒီမှာဒီရှိရနည်းပို့နေတယ်ပို့နေဘယ်လိုပဲဆိုတော့ကျွန်တော်တို့ဒီကောင်တစ်ချက်ပြန်သွားစင်မယ် အော်ဟုတ်တယ်ကျွန်တော်ဒီမှာ108ဒီကနေပြီးတော့ဒီအထိက108ဟုတ်မနေပဲနဲ့များနေရများနေရဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့ edit တွေလုပ်လိုက်မယ် dimension ကို edit လုပ်မယ် okay ဒီက30ဖြစ်နေတယ်108 okay ဆိုတော့ဒီကနေပြီးတော့ dt ကို 0တက်မှတ်လိုက်မယ် Okay ရပါပြီ Okay ရဆိုလို့ရှင်ကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ပုံလေးနဲ့ကွက်တီဖြစ်သွားပြီကျွန်တော်ကတီရနေပြီးတော့ Okay ကျွန်တော်လေးယူလိုက်မယ် Okay ဆိုတော့ကျွန်တော်တို့သွားကြည့်လိုက်လို့ရှင်ဒီပုံစံလေးနဲ့ဒီပုံစံလေးဖြစ်သွားပြီ2 dimension ကလည်းကွက်တီပဲဆိုတော့ဒါလေးကတော့ နော်ဒီ lesson ပေါ့ lesson 2ပေါ့နော်ဒါလေးကတော့နော်ဒီမှာ300ရဆိုလို့ရှိရင်ကျွန်တော်တို့ offset တွေလည်းပါမယ်ပြီးလို့ရှိရင် a student cap ပါမယ် a student ဒီဟိုပါမယ် a student boss a student base ပါမယ်အဲပြီးလို့ရှိရင် trim တွေပါမယ် okay so ဒီ video လေးကတော့ဒီလောက်ပါပဲ